โอเคကျွန်တော်ချိန်မှာ PS4 Bluetooth Wireless Controller ဒီဇိုင်း Color အစုံရှိပါတယ်ဒီ PS4 Controller ကဘယ်မှာတုံးတာလဲအဓိကကတော့ PS4 ဂိမ်းချက်မှာတုံးတာဒါပေမဲ့ဒီ PS4 ဂိမ်းချက်အပြင်ပေါ်မှာဖုန်းနဲ့ကွန်ပျူတာတွေမှာလည်းတုံးလို့ရပါတယ်ဒါဆိုရင်ဖုန်းနဲ့ PS4 Controller ဘယ်လိုချိတ်ဆက်ရမလဲဒီဘက်တော့ကရှေးခလုတ်ကိုအရင်ပြင်မယ်ပြီးရင်အလဲက power plug ခလုတ်နှစ်ခုကို10စက္ကန့်ကြာပြိုင်ပြင်မယ်မိပြလေးမိတ်တုတ်မိတ်တုတ်လင်းလာမယ်ပြီးရင်ကိုယ့်ရဲ့ဖုန်း bluetooth ကိုဖွင့်ပြသွားပြီဆိုရင် Bluetooth setting ထဲမှာ GPS ကို wallet controller ရဲ့ device ကိုရှာမယ် wallet controller ဆိုတော့နာမည်တွင်း connect လေးလောက်လောက်လိုက်မယ် connect ဖြစ်သွားပြီဆိုတော့ဂိမ်းကလုံးမှာကအမီးပြလေးအငိမ်လေးနေပါမယ်ဒါဆိုတော့ချိတ်ဆက်သွားပြီချိတ်ဆက်သွားပြီဆိုတော့ GPS controller ရဲ့ touch screen ကဖုန်းမှာတုံးလို့ရပါတယ်အဲဂိမ်းတွေကကြတော့ controller game တွေဆော့လို့ရပါတယ်အခုကျွန်တော်ဆော့ပြရတာကတော့ PSP game PPSSPB emulator နဲ့ဆော့ရတာဖြစ်တယ် plug and play တန်းဆော့လို့ရပါတယ် PS2 game ကကြတော့ ။ EDR စိတ်တူအမီလီတာနဲ့ဆိုရတဲ့ဂိမ်းနေဖြစ်ပါတယ်။ EDR စိတ်တူမှာကျတော့ကွန်ထရိုလာကိုတစ်ချက်တိအောင်လုပ်ပေးရတယ်။ဖုန်းအပြင်ကွန်ပျူတာဂိမ်းမှာလည်း PS4 ကွန်ထရိုလာချိတ်ဆက်လို့ရပါတယ်။ကွန်ပျူတာဂိမ်းမှာဆိုရင်တော့တချို့ဂိမ်းတွေအတွက် DS4 Windows ဆိုတဲ့ software လေးတော့ထည့်ပေးရပါတယ်။ပြီးရင် plug and play ဆက်လို့ရပြီ။